အလိုပဲမင်္ဂလာပါကျမနာမည်ချွေစာဖြစ်ပါတယ်ကျမက Slation Niskan လူငယ်တူဖြစ်ပါတယ်တန်ရှင်မြမြချင်းကလူရန်အတွက်ဖြစ်တယ်လို့ပြောသလိုပဲပေါ်ရမင်းကြီးဆလေးချိန်မြောင်လီယိုရှင်သူမြတ်ကဒီနေ့အော်တိုဘာ16ရက်နေ့ဝမ်မရှင်ဆန်းနေ့မှာဆယ်မာရီယာချွန်ကတီကို Artisan of Peace and Reconciliation ရင်းချမ်းရေးနဲ့ပြည်내ကြေးအေးချင်းကိုလှုပ်ဆောင်တဲ့သူဆိုတဲ့ခုံပုတ်နဲ့ရဟနာတင်မြောက်မယ်လို့သိရပါတယ်ဆို ူရဲ့အကြောင်းလေးကိုဝင်မြပေးပွင့်ရန်အတွက် Father Cecilia ကိုဖိတ်ခေါ်ချင်ပါတယ်ရှင်။ဒီဆက်နာမည်ကတော့ Sister Teresa ဖြစ်ပါတယ်။ဆီလေးရှိ Sister တပါဖြစ်ပါတယ်။ဆဆဲနာမည်က Sister Gaimon Ban လို့ခေါ်ပါတယ်။တွေ့ရတာဝမ်းသာပါတယ်အားလုံးကို။ကျွန်တော်နာမည်ကတော့ Father David Yanai ဆီလေးရှင်ဖုန်းတော်ကြီးတပါဖြစ်ပါတယ်။ကျွန်မနာမည်ကတော့ Veronica ပါ။ဆီလေးရှိ Sister တပါဖြစ်ဖို့လေ့လာနေတဲ့သူတယောက်ပါ။ ကျွန်တော်နာမည်ကတော့ဘင်စင်ပါဒီ solution gain ကိုဝင်လို့သူတယောက်အနေနဲ့လေ့လာနေတဲ့သူပဲဖြစ်ပါတယ်ဆန်မာရီယာချွန်ကက်တီရဲ့ငယ်ဘဝလေးကြောင်းသူမျိုးပြောပြပေးလို့ရမလားစစ်စစ်ဟုတ်ကဲ့စစ်စစ်မာရီယာထရကတီရဆိုလို့ရှိတော့1883ခုနှစ်ဖေဖော်ဝါရီလ16ရက်နေ့အီတလီနိုင်ငံအာ ဘရေရှာပြည်နယ်မှာရှိတဲ့ကော်တင်နူဂိုဂျီဆိုတဲ့နေရာမှာမွေးဖွားခဲ့တယ်။တနေ့မှာသူ့ရဲ့ဆရာမကပေးလိုက်တဲ့အာဆလီရှင်မဂ္ဂဇင်းထဲမှာပါတဲ့အာဆလီရှင်သာသနာပြုတွေကဖျားသခင်ရဲ့အကြောင်းကိုကြီးညာဟောပြောတဲ့အကြောင်းကိုဖတ်မိတဲ့အခါမှာသူလည်းအာဆလီရှင်သာသနာပြုတပါဖြစ်ချင်းခဲ့တာပေါ့နော်။သူမဟာဆလို့ရှိတော့အသက်6နှစ်အရွယ်မှာပထမကိုရောမြတ်ကိုရရှိခဲ့တယ်။ 1908ခုနှစ်စက်တင်ဘာလ18ရက်နေ့မှာအာနီဇာမူဖရာတို့လို့ခေါ်တဲ့စစ်စဲရိုးရဲ့ဒုတိယအိမ်မှာပေါ့နော်သူကအိမ်မှာအာဇလေးရှိတိလာရှိတပါအနေနဲ့ပထမသစ္စာကိုပြုခဲ့တယ်။နောက်ပိုင်းမှာပထမကဘာဆစ်ဖြစ်လာတယ်။ပထမကဘာဆစ်အတွင်းမှာပဲဗာရဲဆီဆိုတဲ့နေရာမှာအီတလီချက်ချင်းဒီအသေးနဲ့အတူတူပေါ့နော်။အာသူမဟာသူနာပြုတ်တယောက်အနေနဲ့ အဲတွားပြီးတော့မှဒီနာမကြားဖြစ်နေတဲ့သူတွေတန်ရရတဲ့စစ်သားတွေကိုမိခင်မြစ်တန်နဲ့တွားရပြုစုဆောက်ရှောက်ပေးခဲ့တယ်။စစ်စဲကသူဖြစ်ချင်တဲ့အိမ်မက်ပေါ့နော်တပနာပြုတီလာရှိတပါဆိုတဲ့အိမ်မက်ကိုသူဘယ်လိုမျိုးကောက်ထဲပေါ်ခဲ့ရလဲစစ်စဲ။တမင်းမင်းကလေးပဲပေါ့နော်ဒီစစ်စဲမာရီယာချွန်ကားတည်းက1920မှာပေါ့နော်ဒီ မရှင်နေဖြစ်တဲ့ဆရာတော်ကြီးတပါးနဲ့ပေါ့နော်သူ့နာမည်ကဒေါမီနီကိုကိုမင်းဆိုတာပေါ့နော်သူ့ရဲ့ပြီးတော့ solution စစ်စစ်နှစ်ပါးရဲ့သူတို့ရေကွေတော်ကိုပေါ့နော်သူမရှင်တွားခဲ့တယ်ပေါ့နော်သူတို့ရောက်တဲ့အချိန်မှာပဲအဒီဒေတာခံဖြစ်တဲ့လူကြီးရဲ့တမီးပေါ့နော်သူကအာကြည်စမှန်ပြီးတော့အဒီတန်ရနဲ့သူကအာယောဂခံစားနေရတာပေါ့နော်အဲ့မှာပဲအဲ့အချိန်မှာပဲဒီစစ်စစ်မာရီယာထရွန်ကာတီက သူ့မှာပါလာတဲ့ဒီအိတ်ဆောင်ဒါတတလေးတစ်ချောင်းနဲ့ပဲเนาะအဲ့ဒီကလေးမကိုခွဲစစ်ကူတာပေးခဲ့တယ်ဗောနော်အဲပြီးတော့ကလေးမကတက်တာသွားဗောနော်အဲပြီးတော့အဲ့ဒီ data ခန္ဓာတွေကသူ့ကို တကယ်ပဲယုံကြည်သွားခဲ့ရတယ်ဗောနော် ပြီးလို့ချင်း1926 29မှာဗောနော်ဒီ data ခန္ဓာမှာဗောနော်ဒီ Charlotte မျိုးဆိုတဲ့အမျိုးသမီးနေရောက်ကသူတို့နဲ့အတူတူပညာသွားတင်ခဲ့တာဗောနော် ဒီပညာတင်ချင်းဟာဗောနော်သူတို့ရဲ့တမိုင်းကြောင်တစ်ခုလုံးမှာဗောနော်ဒီမငင်းချမ်းမွန်တွေဖြစ်ခဲ့တယ်ပြီးတော့ဒီအရာသူတို့ကိုပြန်လဲကြည်အင်းငင်းချမ်းဆဲတဲ့တမိုင်းထဲမှာဗောနော်ဒီချဲလန်တလန်ဖြစ်ခဲ့တယ်ဆိုတာကိုတိခဲ့ရတယ်ဗောနော်သာဆိုဆင်မာရီယာချုံကတီဟာငင်းချမ်းရိုတဲဆောင်လာတဲ့တော်လနာပြူတီလာရှင်တပါလေးဖြစ်ခဲ့ရပါဘောနော်။ကျေ။သာဆိုပညာပေးခြင်းအဖြစ်အဲ့လိုမျိုးစနှစ်ခုကိုပြန်လည်တင်မြောက်လုပ်ပေးခဲ့ရပါဘောနော်ဖတ်တဲ့။ဟုတ်ကဲ့ပါ။ ပညာရေးဟာတာဏပြုလုပ်ငန်းဒါမှမဟုတ်အဝင်းကလေးတရားတော်ကိုဟောပြောတဲ့နေရာမှာအမတန်မှရေးပါတဲ့နိလန်တစ်ခုဖြစ်ပါတယ်ကျွန်တော်တို့ solution တွေကျင့်သုံးတဲ့နိလန်တစ်ခုကဘာလဲဆိုတော့ educate by evangelizing evangelize by educating ပညာပေးရင်လည်းအဝင်းကလေးတရားတော်ကို ဟောပြောခြင်းအဝိင္ငလိတရားတော်ကိုဟောပြောရင်းနဲ့ပညာပေးခြင်းဆိုတဲ့ဒီနိလန်ကိုအသုံးပြုခဲ့ပါတယ်ဆလေးရှင်တပါဖြစ်တဲ့ဆစမာရီယာထရန်ဂါတီလေဆလေးရှင်ကောင်းပိသားစွာဖြင့်ဒီပညာရေးပညာပေးခြင်းနိလန်ကိုအသုံးပြုပြီးတော့အဝိင္ငလိတရားတော်ကိုဟောပြောခဲ့ပါတယ်ဒီသူနေထိုင်ခဲ့တဲ့မာကတ်ဆိုတဲ့အဲ့ဒီနေရာလေးတစ်ခုမှာစစ်စစ်ဟာ မြေသမီးလေးတဲ့ဘော်ဒါကြောင်းဖွင့်ခဲ့ပါတယ်အစတုန်းကတော့ဒီနေခန်ဒေသခန်လူငယ်လေးတွေဟာပညာရေးကိုစိတ်မဝင်စားခဲ့ဘူးပညာရေးရဲ့တန်ဖိုးကိုမသိခဲ့ဘူးဒါပေမဲ့လည်းစစ်စစ်ဟာစိတ်ရှည်ခြင်းနဲ့နိုင်ကြခြင်းနဲ့ပညာရဲ့တန်ဖိုးကိုသင်ကြားပေးခဲ့တယ်သူရဲ့စူးစမ်းအထောက်အမှုဟာအလားအလာမဖြစ်ပေနဲ့လူငယ်မိန်းကလေးတွေဟာပညာရေးကိုစိတ်ဝင်စားလာခဲ့ပါတယ်အဲ့ဒီသူဖွင့်ခဲ့တဲ့ဒီဘော်ဒါကြောင်းကလည်း ောက်မြင်လာခဲ့တယ်။နောက်ပြီးစစ်စဲမာရီယာထံကတည်းက selection ဖုန်းတော်ကြီးတွေ selection system တွေနဲ့အတူပညာပေးခြင်းလှုပ်ဆောင်တဲ့နေရာမှာဧဝံဂေလိတရားတော်ကိုဟောကြားနေတဲ့လှုပ်ဆောင်ခဲ့တဲ့နေရာတွေမှာဒီအဲ့ဒီဒေသမှာရွာလူမျိုးတွေဆိုတာအရင်တုန်းကတော့ဒီ traditional marriage လို့ခေါ်တဲ့ရိုးရာထိမ်းမြားပေးပေးစားတဲ့အရာကိုပဲလှုပ်ဆောင်ခဲ့တယ် ဒါပေမဲ့လည်းဒီစေမာရိယထံကတည်းကပညာပေးခြင်းကြောင့်ဒီလူကုံတိတ်ခါလူတယောက်ဖြစ်လာပြီးစဉ်ကိုပိုင်ဆုံးဖြတ်ခွင်းရှိတယ်ကိုပိုင် ဆုံးဖြတ်ခြင်းအားဖြင့်ဒီအိမ်ထောင်ပြုခြင်းကိုထိမ်းမြားခြင်းကိုပြုလုပ်နိုင်တယ်ဆိုတဲ့အရာကိုသူတို့လက်ခံခဲ့တယ်အဲ့ဒီလိုပဲဒီပထမဆုံးသော ခရိယန်လက်သက်ထိမ်းမြားခြင်းပွဲကိုကျင်းပပေးနိုင်ခဲ့တယ်ကျင်းပနိုင်ခဲ့တာ အာနောက်ပြီးအစမရထံကတိဟာအဲ့ဒီ solution တွေနဲ့ solution sister solution ဖုန်းတော်ကြီးတွေနဲ့အတူတူအဲ့ဒီ data မှာရှိတဲ့မတူညီ क्वे ပြတဲ့လူမျိုးတွေကိုပြန်လဲခြေအသိမြအောင်ပြုလုပ်နိုင်ခဲ့တယ်တယောက်နဲ့တယောက် အပြန်လန်လေးစားပွင့်အတွက်ငြိမ်းချမ်းခြင်းနဲ့ဘုရားသခင်ရဲ့ချစ်ခြင်းမေတ္တာ၌မိသားစုတို့ပွဲနေထိုင်ဖို့ရန်တဲ့ပြုပြင်ပြောင်းလဲပေးခဲ့တယ်အဲ့ဒီတဲ့ချက်မလို့ စေမာရီယာထရန်ဂဒီယာအာတီဆန်အော့ဖ်ပီးစ်အန်ရီကွန်ဆီလီယေးရှင်းဆိုတဲ့ဒီကုံပေါ်ဟာအမတမပေးတင်ပေးထိုက်တဲ့ရနာတဘာလို့ဖဒနိနေမြင်ပါတယ်စေမာရီယာထရန်ဂဒီယာသူနာပြူတျောင်းနေနေပဲမဟုတ်ပဲနဲ့လူတွေရဲ့ဘဝလူအပ်ချက်တွေကိုလည်းကူညီပေးခဲ့ရပါဘောနော်စေမာရီယာထရန်ဂဒီယာဆိုရင်ဘောနော်အီဂျီမာရှိတဲ့နေခံတိုင်းသားတွေကိုဘောနော် ဒီဖျားသခင်ရဲ့ဧဝံဂေလိတရားတော်ပဲဟောကြားပေးခဲ့တာမဟုတ်ဘင်းနဲ့သူနာပြုတ်တူအနေနဲ့ဘောနော်ခွေးစိတ်ပေးတာတို့ပြီးတော့အယိုးထုကုပေးတာတို့ပြီးတော့ဒဏ်ရာတွေကုသပေးတာတို့ဘောနော်အဲ့ဒါပြုတ်လုပေးခဲ့ဘောနော်ဒါ ita မကောက်ဘောနော်အဒီမှာရှိတဲ့အဟာရချို့တင်နေတဲ့ကလေးတွေလို့သူကပြုစုဆောင်လျှောက်ပေးခဲ့ဘောနော်အဲ့ဒီခါကျတော့အဒီမှာရှိတဲ့နေခံတိုင်းသားတွေပါဘောနော်အဲစစ်စေးကို မိခင်တူအနေနဲ့ဘောနော်ယုံကြည်အားကိုးလာအားကိုးအားထားလာကြတယ်ဘောနော် အဲ့လိုပဲစစ်စင်မာရီယာဆိုရင်ဒီရုပ်ပိုင်းဆိုင်ရာမှာပဲကုသပေးခဲ့တာမဟုတ်ပဲနဲ့အဲအဒီစေခန်းလေးမှာပဲဘောနော်ဆူတောင်းလာဆိုနေအဒီစေခန်းလေးကိုပဲသူကအသုံးပြုခဲ့တယ်ဘောနော် အဲပြီးတော့ဒီဒုက္ခအခက်ခဲရောက်နေတဲ့သူတွေကိုလည်းသူကနားထောင်ပေးတယ်ဗောနော်ပြီးတော့နှစ်သိမ့်ပေးတယ်ဗောနော်ပြီးတော့အကြံဉာဏ်တွေပေးတာအဲ့ဒါတွေလည်းပြုလုပ်ပေးခဲ့ဗောအဲ့ခါကျတော့အဲ့ဒီစေခန်းလေးရဆိုရင်ဒီရုပ်ပိုင်းဆိုင်ရာမှာပဲလွဲတဲ့သူတွေကိုကုသပေးခဲ့တာမဟုတ်ဘဲနေတယ်ဗောဒီစိတ်ပိုင်းဆိုင်ရာမှာလွဲနေတဲ့သူတွေကိုလည်းသူကကုသပေးတဲ့စေတနာစေခန်းလေးဖြစ်လာခဲ့တယ်ဗောနော်အဲရန်တာတုံဘော့စ်ကို ပြုတ်ခဲ့တယ်လို့ပဲသူမဟာဆိုဗောနော် လူတိုင်းရဲ့နှလုံးသားမှာကောင်းတဲ့ချက်လေးတစ်ခုစီရှိတယ်ဆိုတော့သူကယုံကြည်လက်ခံပြီးတော့ကြင်ကြံနေထိုင်ခဲ့တယ်ဗောနော်အဲ့လိုကြင်ကြံနေထိုင်ခဲ့ခြင်းအဖြစ်အဲဒီမှာရှိတဲ့လူတွေရဲ့တင်းမာနေတဲ့နှလုံးသားတွေဗောနော်အဲနူးညံ့ပိုးပြောင်းလာအောင်သူကဆင်းဆောင်နိုင်ခဲ့တယ်ဗောပြီးတော့သိချင်တာလေးတခုကရွာလူမျိုးတွေနဲ့နေခံတွေကြားထဲမှာပြိပခါတွေရှိခဲ့တယ်ဆိုတာဗောနော်အဲ့ပြိပခါတွေကိုဆယ်မာရီယာကျောင်းကတည်းကဘယ်လိုမျိုးဖြည့်ရှင်ပေးခဲ့ရလဲ 1960ခုနှစ်တုန်းကဒီနေကန်နေဖြစ်တဲ့ဆက်လာလူမျိုးတွေနဲ့ဒီရွာလူမျိုးတွေရဲ့ရှားမှာမြေယာတင်းမာမှုတွေစိုက်ပျိုးရေးမညီမျှတမှုတွေနဲ့ဒီရင်ကျိမှုဆိုင်ရာလွဲမှားမှုတွေကြောင့်သူတို့လူမျိုးစုနှစ်ခုရှားမှာပြိပခါတွေစပြီးဖြစ်ပွားခဲ့ကြတယ်။ဒီနောက်ထပ်9နှစ်ကြာပြီးတဲ့နောက်မှာဒီဆက်လာလူမျိုးတွေဟာဆလေးရှင်နေအိမ်ကို မီးရှို့ပြီးတော့ဖျက်ဆီးလိုက်တယ်။ဒီပြိပခါတွေရှားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့တယ်။ လူအသေးကြီးမရှိတော့လဲတိုက်ပွဲတွေကပိုးပို့ပြီးတော့ပြင်းထန်လာခဲ့တယ်။ဒီစီစေမာရိယာက တိုက်ပွဲတွေကြားမှာလူတွေအသက်ကိုကယ်တင်ခဲ့တဲ့ဖျားသခင်ကိုကျေးဇူးတင်တယ်။ပြီးရင်ဒီတိုက်ခိုက်လာတဲ့သူတွေကိုခွင့်လွှတ်တဖို့စီစေကသူတို့ကိုစုံမခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာပဲဒီရှွာလူမျိုးတွေကဒီဆလာလူမျိုးတွေကို မကျင်နှံ့မှုတွေဒီဖြစ်ပွားပြီးတော့ဒီကလေသားခြေဝှက်ရံအတွက်လက်နက်တွေကိုစုဆောင်းတယ်လက်နက်တွေစုဆောင်းပြီးတဲ့အခါမှာဒီ နေဂန်နီကိုတိုက်ခိုက်ဖို့လာရောက်တဲ့အချိန်မှာစီဆယ်မာရီယာကသူတို့ရှေ့မှာရက်တည်ပြီးတော့နူးညံ့တိမ်မွေးစွာနဲ့ပဲသူတို့ကို တောင်းပန်ခဲ့တယ်။ဒီစီဆယ်တောင်းပန်တာကတော့ခွန်လွတ်တက်ဖို့ငါမင်းတို့ကိုသင်ပေးထားတယ်။ငါ့ကိုချစ်တယ်ဆိုရင်မင်းတို့ရဲ့လက်နက်တွေကိုငါရဲ့ခြေရင်းမှာချလိုက်လို့စီဆယ်ကနူးညံ့စွာနဲ့ပဲတောင်းပန်ခဲ့တယ်။အဲ့ဒီအချိန်မှာပဲဒီစီဆယ်ရဲ့စကားကိုသူတို့ကနားထောင်ပြီးတော့သူတို့ရဲ့လက်နက်တွေကိုမြေပေါ်မှာချလိုက်တယ်။ဒီစီဆယ်မာရီယာဆိုရင် ရင်ချမ်းရည်ကိုဘလောက်ထိမျက်နှိုးလဲဆိုရင် သူ့ရဲ့အသက်ကိုတော့စရေရတဲ့အထိတက်တည်ခံပြီးဒီလူမျိုးနှစ်ခုရဲ့ကြားမှာအသက်ရှင်နေထိုင်ခဲ့တယ်။နောက်ဆုံးအနေနဲ့သူမရဲ့အသက်တာကိုအဲ့လူမျိုးတွေအတွက်ဘယ်လိုမျိုးပေးဆက်ခဲ့ရလဲပြီးတော့အဲ့ဒီအဲ့ဒီလူမျိုးတွေအတွက်ဘာမွေနေ့တွေများချမ်းသာပေးခဲ့သည်လဲ1969အောက်တိုဘာ25ရက်နေ့မှာပေါ့နော်ဒီဆဆယ်မာရီယာချွန်ကားတီက ကွင်းတို့ဆိုတဲ့နေရာမှာဥပုဆောက်ဖို့ရအတွက်တွားတယ်ပေါ့နော်ပြီးတော့မတော်တဆလည်းရင်ပြတ်ကြပြီးတော့ပြန်လွန်သွားခဲ့တယ်ပေါ့နော်ဒီသူ့ရဲ့ပြန်လွန်ခြင်းမှာပေါ့နော်ဒီသူ့ရဲ့ရုပ်ရုပ်လောင်းရှိမှာပေါ့နော်ဒီ data compute တဲ့ဒီလူမျိုးတွေနဲ့ပေါ့နော်ရှာလူမျိုးဆိုတဲ့ဒီလူမျိုးတွေကငင်းချမ်းရဲ့အာတင်ကယ်တာအနေနဲ့ပေါ့နော်အတူတူငုံကြွေးခဲ့ကြတယ်ပေါ့နော် အပြလို့ရှိရင်သူ့ကိုတကြုံနေတဲ့အချိန်မှာပဲကောင်းကင်မှာပေါ့နော်တက်တန့်တခုထွက်ခဲ့တယ်ပေါ့နော်အဲ့ဒီကောင်းအဲ့ဒီတက်တန့်ကိုသူတို့ကဘယ်လိုမျိုးယုံကြည်ခဲ့ရလဲဆိုလို့ရှိရင်ပေါ့နော်ဒီငိန်ချမ်းရဲ့အတွက် bringing တခုကိုဘုရားသခင်ကပေးခဲ့တယ်ဆိုတာကိုသူတို့ကယုံကြည်ခဲ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်တမီပြောတယ်လို့ပဲပေါ့နော်သူကဘာအမွေအနစ်တွေခြံထားခဲ့လဲဆိုလို့ရှိရင်ဒီဂုံတိတ်ခါ အာနိုင်ကြခဲ့တဲ့အတွက်အမျိုးသမီးတွေရဲ့ဂုံတက်ခါကိုပြန်လည်မြင့်တင်ပေးခဲ့တယ်။ပညာပေးခြင်းအဖြစ်တန်သူတို့ရဲ့ဘဝကိုပြန်လည်မြင့်တင်ပေးခဲ့တယ်။ဒီအရာတွေနဲ့ပဲသူကသူ့ကိုယ်သူကိုကြိုးစွန့်တဲ့အချိန်ကြီးပေါ့နော်သူကသူတို့ကိုသူတို့အတွက်ဆိုမှရင်ညွန်းပြီးမှသူကသူ့ကိုယ်သူပေးဆက်ခဲ့ရတယ်ဒီအရာတွေကသူတို့အတွက်အမွအမွေနစ်ဖြစ်ခဲ့ရတယ်ပြီးတော့ပြီးတော့နောက်ဆုံးအနေနဲ့ပေါ့နော်ဒီအဲမုံတီးနေမုံတီးချင်းကိုဒီ ငင်းချမ်းခြင်းအဖြစ်သူကပြောင်းလဲနိုင်ခဲ့တယ်ဗောနော်ဒီရတွေကသူ့ကိုသူ့ကိုသူ့ကိုကျိုးဆွန်ပြီးမှသူတို့အသွဲအမွေအနှစ်တခုဖြစ်ခဲ့တယ်ဆိုတာကိုသိခဲ့ရတယ်ဗောနော်အခုလိုမျိုးဆင်မာရီယာချုံကတီရဲ့အကြောင်းကိုဆွေးနွေးပေးသားတယ်ဖာဒါဆဆယ်ရူနဲ့အကူအမတွေကိုသူပဲကျေးဇူးတင်ပါတယ်ဆင်မာရီယာချုံကတီဟာငင်းချမ်းရို့တိဆောက်ပေးခဲ့တယ် ယောဂဝိနာရီကိုကုသပေးခဲ့တယ်။စီလုံးညညရဲ့အတွက်ပညာရေးကိုအခြေခံပြီးတော့လူတွေရဲ့နှလုံးသားကိုပြောင်းလဲအောင်လုံဆောင်ပေးခဲ့တဲ့ရဟန္တာအဖြစ်အတင်းတော်ကဒီနေ့အတိမတ်ပြုကျင်ညာခဲ့ပါတယ်။အင်းညင်ချက်ယူလို့လာကြတဲ့ကျွန်တော်တို့တူချင်းစီမှာလည်းစေရဲ့စေမာရီယာချွန်ကက်တီရဲ့ဂျေဇူးတော်ရင်းနဲ့ပြေဝပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်။